ားလုံးမင်္ဂလာပါ Beyond the Saints Arsenal နေ့ကျေးဇူးလိုက်ပါတယ်အဲကျွန်တော်အခုပြပြပြသွားမှာကတော့ဒါအာဆင်နယ်အသင်းအတွက်အရန်ကိုအရေးပါတဲ့ဒါအပြောင်းလဲတစ်ခုဖြစ်ဖြစ်လာမယ်ပေါ့နော်ဒါအနာဂတ်အောင်မြင်မှုတွေအတွက်အရန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ဒီအားကစားထားရတာတစ်ခန့်အရေးဒါကိစ္စနဲ့ပတ်သက်ပြီးပြပြပြသွားမှာဖြစ်ပါတယ်အဲကျွန်တော်ဒီဗီဒီယိုကိုတော့ ဟိုအမှန်တမ်းပြောရရင်ဒီအာဆင်နယ်ရဲ့ဆန်ကာတင်ဆင်းနေထွက်လာကနေကအာလုံးမလို့ပြင်ဆင်ခဲ့ပေမဲ့မအားတာနဲ့အခုမှလုံးမိလိုက်တယ်နည်းနည်းတော့နောက်ကျနေပြီဆိုတော့အာဆင်နယ်အသင်းရဲ့ဒီဆန်ကာတင်ဆင်း6ဦးကဘယ်သူတွေလဲဆိုရင်ပြန်ပြောရမယ်ဆိုရင်ဒီနယူကာဆယ်ဘရိုက်တန်မှာဒါထင်ပေါ်ကျော်ကြားခဲ့ပြီးတော့နယူကာဆယ်ရဲ့ပြီးတော့အခုပြီးခဲ့တဲ့နောက်ဆုံး Manchester United မှာရဲ့အာဇာရိုက်တာပြုလုပ်ခဲ့ဘူးတဲ့ Dan Ashworth ရှိမယ်ပြီးရင် Atletico Madrid ရဲ့အာဇာရိုက်တာ အန်ဒရီယာဘာတာရှိမယ်ပြီးရင်ဆိုစီတဲ့အတင်းရဲ့ဒါရောဘတ်တိုအိုလီဗီရှိမယ်ပြီးရင်မိုနာကိုအတင်းရဲ့တီယာဂိုစကူရိုနဲ့ဒါကျွန်တော်ရဲ့ဂန်နာဟောင်းစပါတာပရက်အတင်းရဲ့အာဇာဒရိုက်တာရိုဇစ်ကီရောရှိမယ်တော့ပေါ့နော်ပြီးရင်လက်ရှိဒါယာယီအာဇာဒရိုက်တာဖြစ်တဲ့ဂျေဆန်အိုက်တိုလည်းဒီစင်ရင်ထဲမှာပါနေခဲ့တယ်ဆိုတော့ကျွန်တော်လုံးမဲ့ခါကပါလဲဆိုရင်အဲ့6ဦးတွေကမှဘယ်တဦးကအတင်းတော်ဆုံးဖြစ်မလဲဆိုတာကိုဒါသုံးသက်ပေးဖို့ဗီဒီယိုပြင်ဆင်ခဲ့ရတာကနေအခုက အာကျွန်တော်တွေးထားတဲ့အတိုင်းပဲကျွန်တော်အဲ့ထက်မှာအကြိုက်ဆုံးကတော့ဒါ true true ပြောရမယ်ဆိုတော့ Atletico Madrid ရဲ့ဒီ Andrea Barta ကိုကျွန်တော်အကြိုက်ဆုံးပဲအဲအဲ့လိုမျိုးပြောရပြောမှာကနေအခုဆိုရင်ဒါ Arsenal တင်းရလဲသူ့ကိုပဲရွေးချယ်ပြီးတော့ဒါနောက်ဆုံးအဆင့်အာဆွေးနွေးမှုအာရောက်နေပြီလို့အာ Fabio အာ Romano ကနေအာဖော်ပြလာတယ်ပေါ့နော်ဆိုတော့တကယ်ကိုဒါကောင်းမှုနဲ့တင်းဖြစ်တယ်အဲ့တော့ကြတော့ဒီအနေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မို့လို့ဒီဆန်ကာရင်စီစင်ရင်6ဦးတွေကတကယ်ပဲအန်ဒရီယာဘတာက ဘာလို့အသိတော်ဆုံးဖြစ်တာလဲအဲကျွန်တော်သဘောတွေ့ဆုံးဖြစ်တာလဲဆိုတာကိုကျွန်တော်ပြပြပြသားချင်ပါတယ်ဆိုတော့ဟိုအန်ဒရီယာဘတ်တာအကြောင်းကိုမပြောခင်အဲသူပြောတခြားဒီဆန်ကာလီစင်းတွေကတခြားလူတွေကိုတိတ်မကြရဲအကြောင်းအရင် ပြောရမယ်ဆိုရင်တော့ဟိုကျွန်တော်အနေနဲ့ကအာဆင်နယ်အသင်းဟာအခုချိန်မှာဒီဖလားအလန်းချောင်းတွေပေါ်ပြန်ရောက်လာပြီတကယ်စုဖလားအကြီးကြီးတွေတမိုင်းအကြီးကြီးတွေအာ site 2ရတော့မယ်စုခူးရတော့မယ်အနေထားရောက်လာပြီဖြစ်တဲ့အတွက် ပွင့်လင်းလင်းပြောရရင်အားကစားဒရိုက်တာနေရာမှာလဲဟိုဩဇာနဲ့တိတ်မကြည့်ဒီအတင်းလေးတွေမှာပဲအာလုတ်ဖူးတဲ့တွေ့ကြုံရှိတဲ့အာဒရိုက်တာတွေကိုကျွန်တော်မျက်စိမတွေ့ဘူးဒါကြောင့်မို့လို့ဒီဆိုစီဒက်တို့ဒီမိုနာကိုတို့အာမှာဒီအားသားဒရိုက်တာဘလောက်ပဲကောင်းကောင်းမွန်မွန်လုတ်ပြပြဒါကသူတို့အတင်းလေးနဲ့သူတို့အိုးနဲ့သူတို့ဆန်နဲ့ဒါကိုက်ညီတဲ့လူမျိုးလို့ကောင်းတယ်လို့ကျွန်တော်မြင်တယ်ဟိုအာဆင်နယ်လူမျိုးဒီဖလားကြီးကြီးမှန်းမဲ့ အသင်းမျိုးတမိုင်းတိတိထူမဲ့အသင်းမျိုးအတွက်အဲ့ဒီအဆင့်လောက်နဲ့မလုံလောက်သေးဘူးလို့အဲကျွန်တော်အနေနဲ့ခံစားရတယ်ပြီးနောက်တစ်ယောက်ကတော့ဒီ Rosie Ski ပေါ့နော်ကိုဂန်နာဟောင်းဖြစ်တာမှန်ပေမဲ့အာစပါတာပရက်မှာပဲလုပ်ဘူးတိတိအတွက်ကြုံရှိတယ်ပြီးရင်ဂန်နာဟောင်းဖြစ်နေတဲ့အတွက်ဟိုအာတီတာနဲ့လည်းအရင်ရင်းနှီးနေတဲ့အတွက်ဟိုအာတီတာတူးတယ် ီဥအကျိုးကန်ခြေလဲမဲ့ပုံစံမျိုးကိုလည်းမလိုချင်ဘူးအပြီးရင်ဒီဩဇာအာဏာလည်းကိုယ်အသိနဲ့ပဲချိတ်ဆက်ရှိတယ်တခြားအသိတွေပါမှာလည်းဩဇာအာဏာအလိုမျိုးဖြန့်ကျက်အဲကြီးကြီးမားမားဖြန့်ကျက်ထားနိုင်ခြင်းမရှိတဲ့အတွက်ရိုဇစ်စကီးကိုလည်းဟိုအသိမှာပြောင်းပြင်နေတာမှန်ပေမဲ့ဒီနေရာအတွက်တော့သဘောမကျဘူးနယ်ရီယောကဂျေဆန်အိုက်တိုဟိုပထမဆုံးအရင်ဆုံးကတော့ဒါဂျေဆန်အိုက်တိုပဲကျွန်တော်အနေနဲ့သဘောကျပေမဲ့ပေါ့နော်ဒီဇန်နဝါရီလအကြောင်းရှိမတိုင်ခင်အထိ ဒါကိုအတင်းအကြောင်းလည်းနော်နော်ကြည်ကြည်သိထားပြီးပြီးတော့ဒီ add to အဲဒီလုဆောင်ခဲ့တဲ့အရာတွေကိုလည်းဒါ Jason Aito ရဲ့အစမ်းစာတွေလည်းကျွန်တော်အနေနဲ့အထုံးတစ်ခုပါလိမ့်မယ်လို့အာထင်ထားမိတဲ့အတွက်ဒါ Jason Aito ဟာဒါအတင်းနဲ့မြန်ဒါအတင်းတော်ဆုံးဖြစ်မလားအတင်းရဲ့လမ်းကြောင်းအတိုင်းပဲဒီပုံစံဒီတိုင်း flow လေးအတိုင်းပဲဆက်သွားမယ်ဆိုရင်အတင်းရအချိန်ကြီးကောင်းနေဖြစ်တဲ့အတွက်သူနဲ့ပဲဆက်သွားရင်ကောင်းမလားဆိုပြီးကျွန်တော်တွေးခဲ့ဘူးလေဒါပေမဲ့ဇန်နဝါရီအပြောင်းရွှေ့ကာလမှာတော့ဒါ Jason Aito ရဲ့အဆုံးဖြတ်ချက်တွေလုံဆောင်ချက်တွေအား ဘာတစ်ခုမှဟိုအားရစရာမရှိခဲ့ဘူးရှေ့ဆက်ပြီးတဲ့ထောက်ခံစရာအကြောင်းမရှိတော့တဲ့အတွက်ခြေဆိုင်ရည်တို့လည်းကျွန်တော်လုံးဝအဖယ်လိုက်တယ်ပေါ့နော်ဒီစင်းနဲ့အဲ့တော့ကြောင့်ဒီစင်းနဲ့ကနေကျွန်တော်သဘောကျတဲ့လူဟာနှစ်ယောက်ပဲကြံခဲ့တယ်တော့ပါလဲဆိုရင်အတန်း ash1 နဲ့ဒီ atletico driver ဟောင်း andrea pata ဒီနှစ်ယောက်ပဲကျွန်တော်ကြံခဲ့တယ်ဆိုတော့ကျတော့ဟိုဒီနှစ်ယောက်ထဲမှာကျွန်တော်ထပ်ပြီးတော့ရွေးလိုက်တဲ့အချိန်မှာဟိုတန် ash1 ကဟိုအင်္ဂလန်မှာလည်းကျင်လည်ပြီးသားဖြစ်တယ် အပရိုက်တန်မှာတော်တော်လေးကိုဒါပရိုက်တန်ကိုဒီအလုံးကဒီတန်ဆင်းစုံမှာရုံးရမဲ့အအသင်းမျိုးအနေထားကနေတကယ်အခုချိန်မှာဒီအသင်းကြီးတွေကဒုက္ခပေးလာတယ်ကစားသမားကောင်းတွေများစွာမွေးထုတ်တယ်ကျွန်တော်တို့လုံးဝလက်လန်းမမီနိုင်နဲ့ကျွန်တော်တို့မတိနိုင်နဲ့အမထင်ထားတဲ့ကစားသမားတွေကိုခေါ်ပြီးတော့မြေတောင်မြှောက်ပေးတယ်အဲဒီဥရောပဝင်ဝင်နေအထိပါဒါမျောလင်းမျောမှန်းလာတဲ့အသင်းတစ်ခုဖြစ်အောင်ဒါသူကဒါတိုင်းအက်ရှဝါကဒါဆွမ်းဆောင်ပေးခဲ့တာဆိုတော့သူ့ကိုတော်တော်လေးကိုအ impressive ဖြစ်တယ် ပြီးရင်နယူကာဆယ်မှာလည်းသူလုံပြခဲ့တဲ့ဒီကာလာတိုလေးတွေမှာလုံပြခဲ့တဲ့အရာတွေကကစားသမားခွေမှုတွေတော်တော်လေးကိုကောင်းခဲ့တဲ့အတွက်သဘောကျတယ်။နောက်ဆုံးနည်းနည်းသဘောမကျတဲ့အချက်ကဘာလဲဆိုရင်ဒီ United ရောက်ပြီးမှ United ကလည်းဆက်ဆံစည်းထွက်သွားတာကိုအဲ့မှာကျွန်တော်နည်းနည်းစိတ်ထင်သွားတာပေါ့နော်။ဘာလို့လဲဆိုရင်အော်ဒီသူ့ရဲ့ဒီ limit ကလည်းဒီလောက်ပဲရှိပါလားဆိုပြီးတော့ကျွန်တော်တွေးမိသွားတယ်။အဲဘာပဲပြော United အနေနဲ့ကတကယ်ပတ်စံနေစစ်စစ်နေတဲ့ဒီ ဟိုလက်အောက်ဝင်ဝင်တန်းနေတချို့မလို့မလို့တဲ့အသုံးစိတ်တွေကအစအစစ်စစ်နေတဲ့အတင်းအနေနဲ့ဒီလိုမျိုးကြီးဒီပေါင်လန်း၄လေးတန်းလောက်ကြီးဒါအဆုံးဆုံးခံပြီးတော့အကြောင်းရင်းမရှိဘဲနဲ့ဆိုးဆိုးဆီးဆီးဒါဒီတန်အက်ရှ်ဝါကိုထုတ်ပယ်စရာမရှိဘူးလို့မြင်တယ်သူတို့မှလည်းဒါသူတို့အနေနဲ့လုံးဝမကန့်ညီတဲ့လုံးဝကြီးကြီးမားမားထုတ်ပယ်ရမယ်ရီဇင်ပေါ့နော်တကယ်ကောင်းမွန်တဲ့ရီဇင်ရှိလို့မလို့ဒါတန်အက်ရှ်ဝက်ကိုဒီလောက်ထိပတ်စံနေအကုန်ကြခံပြီးခေါ်ပြီးမှအကုန်ကြခံပြီးထုတ်လိုက်တယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်အဲ့တော့ကြတော့ဩဒီ ဒန်အက်ရှွာကလည်းဒီ Brighton တို့နယူးတို့လိုမျိုးဒါအလဲလက်အသင်းမျိုးတွေမှာပဲအဆင်ပြေရလားအဲ့လို United လိုမျိုးအခု United အနေနဲ့ကမစ်တွေပဲရှိရထားအောင်တော့ဒါအသင်းကြီးအသင်းလေးဖြစ်တယ်ရီမန်ချက်ကလည်းမြင်ပါတယ်ဒီလိုမျိုးအသင်းမျိုးတွေတော့ဒါအဆင်မပြေသေးတာလားဒါအရေးချင်းမမှီသေးရတာအဲ့လိုမျိုးတွေးဝင်သွားရပေါ့နော်ဒါကြောင့်မို့လို့ဒီ ်ဟိုအန်ဒရီယာဘာတာနဲ့ရှင်လိုက်တဲ့အချိန်မှာဒန်အက်ရှော့ကဒုတိယနေရာရောက်သွားတယ်ပေါ့နော်ကျွန်တော်ရဲ့ personally အမြင်အရပေါ့နော်အန်ဒရီယာဘာတာကြတော့ကျွန်တော်ဘာလို့ကြိုက်လဲဆိုတဲ့အကြောင်းအခုစပြောမယ်ပေါ့နော်ကျွန်တော်ဘာလို့ကြိုက်လဲဆိုရင်ဟိုရှင်းရှင်းပြောရရင်ကျွန်တော် Premier League မှာဆိုရင်အရန်ခက်ခဲတယ်ဗျာ Flyer ဘူးကအလုံးဒီ Premier League ပြိုင်ဆိုင်မှုကျန်းန်းတာခက်ခဲတာ Flyer ဘူးခက်ခဲတာအလုံးလီလက်ခံကြတယ်ဒါပေမဲ့ကျွန်တော်အမြင်မှာကြတော့ဟို Premier League မှာ Flyer ရဖို့ထက် La Liga မှာစပိန်နဲ့ အဲမစပိန်ကဖြစ်သွားစပိန်လာလီဂါမှာဟိုရီယယ်နဲ့ဘာစီလိုနာကိုကြော်ပြီးဖလားရဖို့ကပြီးရင်အဂျာမနီမှာဘိုင်ယန်မြူးနစ်ကိုကြော်ပြီးဖလားရဖို့ကပြီးရင်ပြင်သစ်မှာ PSG ကိုကြော်ပြီးဖလားရဖို့ကဒါပရီးမီးယားလိမှာဖလားရဖို့ထက်ပိုပြီးတော့ခက်ခဲတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဟိုလိပြိုင်ခွင့်ချင်းကွာတာကွာတာထောင်းဒါပေမဲ့ဟိုတခြားလိတွေရဲ့အဲ့ဒီအသင်းတွေကိုကြော်ပြီးဖလားရဖို့ကပရီးမီးယားလိဖလားရဖို့ထက်ပိုပြီးခက်ခဲလို့မြင်တယ်။ဘာလို့လဲဆိုရင်ပရီးမီးယားလိက ိုပြိုင်ဆိုင်မှုပြင်းထန်တာမှန်ပေမဲ့အသင်းတိုင်းကဟိုအရှင်းပြောရင်လီဗာပူးနဲ့မန်အာမန်ယူအာဆင်နယ်နဲ့အာဒီမန်စီးတီးချဲလ်စီစပါတီအသင်းတွေကအရင်ကွာဟနေတာမရှိဘူးကပ်ကြီးကအရင်များမနေဘူးအသင်းတိုင်းကကောင်းနေတယ်အသင်းတိုင်းမှာနီးပြကောင်းနေရှိတယ်အတင်းတိုင်းမှာငွေကိုရေလိုသုံးနိုင်တဲ့ဘန်ဒါအေးကြီးရှိတယ်။အတင်းတိုင်းမှာကစားသမားကောင်းတွေ၊ကျဲဝင်းကစားသမားကောင်းတွေရှိတယ်။အဲ့တော့ကြတော့ဟိုအတင်းတိုင်းက2 25ရှင်နိုင်တယ်။အရင်ကပ်ကြီးကများမှမလို့ဒါပေမဲ့ဟိုတခြားလိတွေတော့ကြာအဲ့လိုမဟုတ်ဘူး။ ဘိုင်းရန်ဆိုရင်လည်းသူတသိန်းနဲ့တခြားသိန်းနဲ့ရှင်းနိုင်လုံးဝ gap ကြီးရအကွာကြီးပဲပတ်စံသုံးနိုင်တာကစားသမားကောင်းတွေရှိတာနီးပြကောင်းရှိတာအကွာကြီးပဲဟိုပြီးခဲ့တဲ့နှစ်ကဒီလေဗာကူဆင်ရရတော့မှလေဗာကူဆင်တကယ်ကိုမရိုက်ကယ်လုတ်ပြနိုင်ခဲ့တဲ့နှစ်ဖြစ်တာရောအဲ့ဒီပြင် Brighton အဲဒီဘိုင်းရန်ကိုတိုင်ကလည်းဒါခုနောက်ပိုင်းမှာခြေစွမ်းတွေကျဆင်းပြီးတော့ခြေချုံနေတဲ့နှစ်ဖြစ်သွားတာကြောင့်မသူကရသွားတာပုံမှန်နေထားတိုင်းဆိုဘိုင်းရန်ကိုကြော်ပြီးရနိုင်စရာမရှိဘူးဟိုကလော့ရဲ့ ဂျာဂျင်ကလော့ရဲ့ဒေါ်မွန်တောင်မှာဘယ်လောက်ထိတောင်ကောင်းခဲ့ရလဲဘယ်လောက်ထိဖန်ရံကိုကြော်ဖို့အာကြိုးစားခဲ့ရလဲနှစ်တင်အများကြီးကြိုးစားခဲ့ရလဲကျွန်တော်အားလုံးအသိပဲမလွယ်ဘူးပေါ့နော်အဲ့လိုပဲဒီပြင်သစ်မှာဆိုလေဒါ PSG အသင်းနဲ့ငွေ၃နိုင်တာနဲ့တခြားအသင်းတွေအရန်กว่าတယ်ကစားသမားကောင်းရှိရတယ်กว่าလို့ကျသူ့ကိုကြော်ဖို့ကလုံးဝခက်ခဲတယ်အဲ့ဒီစပိန်မှာဆိုလေအတိုင်းပဲတသိန်းတောင်မှာစပိန်မှာကျနှစ်သိန်းတောင်ရှိတာဒီဒီ Real နဲ့ Barcelona ကိုကြော်ပြီးတော့ဒါဖလားရနိုင်ဘူးကလုံးဝကိုလုံးဝကို chance မရှိတလောက်ပဲဒါပေမဲ့အဲ့ဒါကို အတလက်တီကိုကလုတ်ပြခဲ့တယ်လုတ်ပြနေသေးဖြစ်တယ်ပေါ့နော်အဲ့ channel တင်ကျွန်တော်ဒီ Andrea Parta ကိုတော်တော်လေးသဘောကျတယ်ဘာလို့လဲဆိုရင်ဒီကိစ္စတွေကဒါဒီနီးပြပေါ့နော်ဒီနီးပြ Simiwen ကြီးကောင်းတာမှန်ပေမဲ့ Dan Ashworth ရဲ့ Dan Ashworth ဖြစ်သွားတယ်ဒီ Andrea Parta ရဲ့ဒီကသာလမခေါ်ယူမှုတွေစီမံခန့်ခွဲမှုတွေကတော်တော်လေးကိုဒါမှတ်ကြောက်တင်စရာကောင်းတယ်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဒီ Thomas Partey တို့ဒီတို့လိုမျိုးဒီ မထင်မရှားကစားသမားတွေကိုလည်းခေါ်ပြီးတော့မြေတောင်မြောက်ပြေးနိုင်ငံရှိတယ်လုံးဝစကောက်တင်ပိုင်းလည်းကောင်းတယ်အဲ့ဒီအပြင်ဒီဂျာအိုဖီလီလို့တို့လိုမျိုးကျယ်ပင်ကစားသမားတွေကိုလည်းငွေပုံပေးပြီးတော့တကယ်စီးယုံရောက်လာအောင်စီးယုံနိုင်ငံရှိတယ်ပြောချင်တာဟိုတခြားဟိုဟိုအာဆင်နယ်စကားတင်ဆင်းထဲမှာပါတဲ့ဟိုဟိုတခြားဒရိုက်တာတွေလိုမျိုးတကယ်လူငယ်တွေအမ်မထင်မရှားကစားသမားတွေကိုရှာဖွေတာလည်းတော်တယ်အဲ့လိုပဲဒီအသင်းကိုနောက်ထပ်တစ်ဆင့်ကိုပို့ဆောင်ပေးနိုင်မယ့်ဒီ ကျဲဝင့်နေတကယ်ဈေးကြီးပေးရမယ့် high profile ကစားသမားတွေကိုခုံနိုင်စွမ်းနဲ့ရှိတယ်အဲ့နှစ်ခုကိုကျွန်တော်အချိုးကျနေရောကျွန်တော်ကြိုက်တယ်ဘာလို့လဲဆိုတော့အာဆင်နယ်မှာကတခြားအသင်းလေးတွေလိုမျိုးဒီမိုနာကိုတို့ဒီဆိုစီဒက်တို့စပါတာဘလက်တို့ဒီဘရိုက်တန်တို့လိုမျိုးဒီလူငယ်သားသမားလေးတွေမထင်မရှားကစားသမားတွေခေါ်မီပေါင်းမြောက်ပေးအဲပြီးရင်ပြန်ရောင်းဒီလိုမျိုးလုလုံးမဲ့အဆင်မဟုတ်ဘူးအာဆင်နယ်အဆင်ကလိုမျိုးလုံးအောင်မဲ့အဆင်မဟုတ်ဘူးအာဆင်နယ်အဆင်ကဒီဖလားတွေကိုယူအောင်မဲ့အဆင်အဲ့တော့ကြတော့ ဲ့လိုမျိုးကြီးလည်းခေါ်ဖို့လိုတယ်လို့ကျွန်တော်ဒီတကယ်ကြက်ဝင်းနေလေခြေစည်းပေးပြီးခွန်နိုင်မှုလိုတယ်။အဲကြောင့်ဒီအန်ဒရီယာပါတာကအင်ဒီကိုမှအဲ့လိုမျိုးသူကလှုပ်ဆောင်ပြနေတာ။အဲ့ဒီအပြင်ဒီရီယဲနဲ့ဘာစီကိုဖိုက်နိုင်ဖို့ကကစားသမားတွေမဟုတ်ဘဲနဲ့နီးပြကောင်တူသူတို့သူတို့နှစ်သိန်းကိုဖြိုလဲနိုင်မဲ့နီးပြကောင်အထွေးခေါ်ပိုင်းနဲ့ကစားဘုံပိုင်းရှိဖို့လေလိုရတယ်ဆိုတော့သူကတိတယ်။အဲ့ဒီတိတဲ့အတွက်သူတို့နှစ်သိန်းကိုဖြိုနိုင်မဲ့ဒီအက်သလီတုပိုင်ဆိုင်ထားတဲ့ကစားဘုံပေါ့နော်အဲ့ကစားဘုံကိုပိုင်ဆိုင်ထားတဲ့ ဆီမီယိုနီကိုသူ့အနေနဲ့ကဟိုးအရင်ကနေကဆီမီယိုနီကိုဟိုတခြားပက်ကွာဒီရိုလာလိုဂျာချင်းကလိုလိုထက်ကိုပတ်စံနေအများကြီးပေးပြီးတော့ကမ္ဘာဒီအလုခလာစာအများဆုံးနီးပြဖြစ်ပတ်စံပေးပြီးတော့သူကဒီလိုရေရှည်ကြီးခန့်ထားတာပေါ့နော်ဆီမီယိုနီသာမရှိရင်အက်တလီတီကိုလည်းဘယ်တော့ပဲကစားမခေါ်ခေါ်ဒီလိုအခြေအနေတွေရောက်မှာမဟုတ်ဘူးအဲ့တော့ကြတော့ဟိုသူ့ရဲ့ဒီအသင်းပေါ်ကစားမရင်ပုံမကဘဲနဲ့နီးပြအပေါ်ပါအသင်းပေါ်စီမံခန့်ခွဲမှုအပိုင်းရတကယ်လည်းဖျားခါစရာကောင်းတယ်ဒီလိုမျိုးစပိန်အင်အားကြီးနှစ်သင်း ိုအသက်လက်တီကိုလိုအသင်းမျိုးကဒီလိုမျိုးရှင်ဖိုက်နေရဆိုတာလုံးဝမလွယ်ဘူးအဲ့မှာလည်းမဟုတ်ဥရောပမှာလည်းအောင်မြင်မှုတွေရှိတယ်ယူဘာယူဘာလီလည်းရဘူးတယ်ချန်ပီယံလိတွေလည်းဖိုင်နယ်တွေရောဆီမီဖိုင်နယ်တွေသူဟိုမကြခဏတက်တယ်တကယ်အသင်းကြီးတင်းပေါ့နော်တခြားဖလားလေးတွေလည်းရတယ်ပြည်ရင်းမှာဆိုရင်အခုဒီနှစ်မှာဆိုရင်လည်းဒါရီယယ်မက်ထရစ်ဘယ်လောက်ပဲကောင်းနေပါသေးအမ်ဘာပေလို့လို့ရှိရေးမက်ထရစ်တောင်မှသူတို့အခုချိန်ထိဟိုအဖြစ်မပေါ်သေးပေမဲ့တမတ်နှစ်မှတ်လေးနဲ့သူတို့၃နင်းအပြိုင် ဒါဖလားလိုင်းကြောင့်ပုံမှာရှိနေတဲ့အနေထားကိုစမ်းဆောင်ထားတယ်ပေါ့နော်အဲ့တော့ကြတော့ဒီလိုမျိုးအာအာဂါဒါဒီဗိုက်တာမျိုးမှာပဲဒါအခုအာဆင်နယ်ရောက်နေတဲ့အဆင့်11နဲ့အလုံးဝကိုက်ညီတယ်လို့ကျွန်တော်နေနေကလုံးဝယုံကြည်ရဲပေါ့နော်သူပါဆိုအာဆင်နယ်မှာအောင်မြင်တာမအောင်မြင်တာနောက်ထားဒါရှိပြီးသားအနေထားကြီးကြည့်မယ်ဆိုရင်တော့တခြားအသင်းလေးတွေမှာအောင်မြင်တာထက်ဒီလိုမျိုးအာဆင်နယ်နဲ့ level ချင်းတူတယ်အာရီမန်းချက်ချင်းတူတဲ့ profile မျိုးနဲ့ပဲကျွန်တော်နေနေအာဆင်နယ်ကိုရောက်စေချင်တယ်အခုချိန်မှာလည်းဒီအန်ဒရီယာဘာတာနဲ့ နောက်ဆုံးအဆင့်တွေဆွေးနွေးမှုအာရှိနေရောက်နေပြီဆိုတာကြားရတဲ့အတွက်တကယ်ကိုဝမ်းသာတယ်တကယ်ကိုပျော်ရွှင်မိတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့အာဆင်နယ်ကအခုနီးပြပိုင်းအနေနဲ့လည်းကျွန်တော်တို့ဘာမှဟိုအရှင်းပြောရရင်ဝေဖန်စရာမရှိဘူးအာဒီတာရဲ့ဆန်းဆောင်ရေးတွေကသူ့ပါသူဒါဖလားတွေလွဲသည့်အတိုင်းတချို့ဆုံးဖြတ်ချက်တွေကိုကျွန်တော်ပြည်သက်တွေအနေနဲ့သဘောမကျသည့်အတိုင်းအာဆင်နယ်ရဲ့နီးစင်နဲ့ဆွမ်းဟောင်းကြီးတွေကကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်ဘယ်လောက်ထိတောင်ကောင်းလဲဆိုတော့ဒီလိုမျိုးနီးပြမျို ထက်ရှားဖို့ဒီဈေးကွက်ထဲမှာထက်ရှားဖို့ကျွန်တော်မလွယ်ဘူးသူ့ရဲ့အသက်ရွယ်အသင်းပေါ်ချစ်တဲ့စိတ်ပြီးရင်အခုသူ့ရဲ့နီးပြဆွမ်းဆောင်ရည်တွေသူ့ရဲ့အတွေးခေါ်တွေကဒီအသင်းအတွက်လုံးဝ perfect ဖြစ်တဲ့အာကန့်ညီမှုတစ်ခုပေါ့နော်ဟိုတခြားဒီလိုမျိုးအာနီးပြမျိုးထက်ရှားဖို့မလွယ်ဘူးဟိုအသက်ကြီးရင်လည်းအရေရှိသုံးလို့မထားဒီသူ့က40ကျော်ပဲဖြစ်သေးတယ်ရေရှိအကြီးသုံးလို့ရသေးတယ်အသင်းပေါ်လည်းအပြည့်ဝချစ်တဲ့အတွက်ဘာမှဒါကိုလည်းဟိုကိုရီနိုင်နိုင်ရှင်နာထက်ကိုသူကပို့ပြီးတော့နိုင်ရှင်နေပါပဲပြောချင်တာက နောက်ကအတွေးခေါ်ပိုင်းနေ philosophy ပိုင်းနေမှာဆိုရင်လည်းဒါ Guardiola ရဲ့ဒါလက်အောက်မှာအကြာကြီးအဲလေးလာတင်ယူခဲ့ဘူးတယ်အပြင်သူကိုယ်တိုင်မှာလည်းအဆန်းဆာရှိတယ်ကျွန်တော်မြင်တွေ့ခဲ့ရပြီအဲ့တော့ဘာမှပြောစရာမရှိဘူးပြီးတော့ကစားသမားတွေအပိုင်းမှာဆိုရင်လည်းအခုအာဆင်နယ်ရဲ့ဒါကစားသမားတွေကအကောင်းဆုံးအသက်ရဲ့ပိုင်းခြားတွေအကောင်းဆုံးနေထိုင်ရောက်နေပြီး Academy ကလည်း Zetai ဆိုလိုပဲတကယ်ဟိုဒီ Mass Downman တို့အထီကိုတကယ်ထေးလန့်ကစားသမားတွေ Zetai ပေါ်ထွက်နေတဲ့အချိန်မှာကျွန်တော်တို့မှလူနေတာကဒီဟာကြီးကိုကောင်းကောင်းမွန်မွန်ဒါ ဘယ်လိုပြောမလဲစီမံခန့်ခွဲပြီးတော့ကျွန်တော်ရဲ့နောက်ထပ်သမိုင်းမှတ်တမ်းတွေကိုဥဆောင်ခေါ်သွားနိုင်မဲ့ဒါအားစား writer ကောင်းတစ်ယောက်ကိုကျွန်တော်ကလိုအပ်နေတယ်ဒီဒီနေရာလေးပဲလိုတော့တာပေါ့နော်အဲ့တော့ဒီလိုနေရာမျိုးမှာဒီလိုမျိုးဒါဥရောပမှာဩဇာတက္ကမကြီးမာတဲ့အပြင်ရှေ့မှာလည်းတက်တဲ့အများကြီးပြထားပြီးဖြစ်တဲ့ Atletico Madrid လိုအသင်းမျိုးကိုဒါ Barcelona Real Madrid တို့နဲ့အပြိုင်ရှင်ဖိုက်နိုင်တဲ့တကယ့်ဘောလုံးလောကမှာဆရာကြီးနှစ်ပါးလိုတကယ့်ကော်ကြီးနှစ်ပါးလိုသတ်မှတ်ထားကြတဲ့အသင်းနှစ်သင်းမျိုးကိုပြိုင်ပြီးတော့ကြော်ပြီးတော့ အာရာဘူးအောင်ဆွမ်းဆောင်ပြီးပြထားတဲ့ဒါအားသာဒရိုက်တာတူကိုအာဒီမှာအာဆင်နယ်ကိုရောက်တော့မယ်ဆိုတာတကယ်ကိုအတိုင်းမသိဝမ်းသာမိတယ်ဆိုတော့တခြားပြည်သက်တွေလည်းဘယ်လိုမြင်ကြလဲဆိုတာတစ်ချက်ကုန်မှာရေးပြသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်